ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ဇေယျတော်ကြီး၄ပါးနဲ့လူပုဂ္ဂိုလ်၃ဦးကိုဗုဒ္ဓဘာသာကလျာဏယူဝအသင်းကြီး YMBA ဘဟုကမင်္ဂလာပွဲတစိတ်တော်တွင်စက္ကပ်လူရန်ခဲ့တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ဇေယျတော်ကြီး၄ပါးနဲ့လူပုဂ္ဂိုလ်၃ဦးကိုဗုဒ္ဓဘာသာကလျာဏယူဝအသင်းကြီး YMBA ဘဟုကမင်္ဂလာပွဲတစိတ်တော်တွင်စက္ကပ်လူရန်ချင်းမြင်ပွဲမင်္ဂလာကိုနိုဝင်ဘာလရဲ့မော်လယ်ပိုင်းကရခိုင်ပြည်နယ်စစ်တွေမြို့မှာရှိတဲ့ပြည်내အစိုးရအဖွဲ့ယုံခမ်းမမှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခမ်းအနားမှာတက်ရောက်လာကြသူတွေက နန္ဒာယာမပရိယတ်တိစာတင်တိုက်ဆရာတော်ထံကနေ၅ဘာတင်လာခံယူစောက်တည်ခဲ့တယ်လို့သိရပါတယ်။အဲနောက်စစ်တွေမျိုးတန်ဝန်းစုတောင်းပြေပရိယတ်တိစာတင်တိုက်ဗရာဏနာယကဆရာတော်အကမဟာမင်္ဂလဓမ္မဇောတိကတစအကမဟာကဏဝါစကပဏိတအကမဟာတတ္တမဇောတိကတစဗဒ္ဒနာညာနာဝန်သားကသမောတဏိယဩဝါဒခါတာကိုမိန်ကြားချင်းမြင့်တော်မူခဲ့တယ်လို့သိရပါတယ်။အဲနောက်တောင်းရဲ့ရှိသူတွေက ဆရာတော်တန်ဃာတော်တွေကိုလှူဝဲဝိထုပစ္စည်းတွေကိုစက္ကန့်လှူရမ်းပြီးဗုဒ္ဓဘာသာကလျာဏယုဝအသင်ကြီးဘုဟုကလှူရမ်းတဲ့အကမဟာမင်္ဂလဇောတိကတစဘွဲတစိတ်တော်တွေကိုစစ်သွေးမျိုးအဘယရခိတចောင်းတိုက်ဆရာတော်ကဏဝါဇကပန္နိတာဗဒန္နနန္နောဘာသာနဲ့ရွှေစီတီပရိယတိစာသင်တိုက်ဆရာတော်အကမဟာတတ္တမဇောတိကတစဒေါက်တာဗဒန္နအရိယဝန်သားတို့ထံကို၎င်းမဟာမင်္ဂလဇောတိကတစဘွဲတစိတ်တော်တွေကိုစစ်သွေးမျိုး တဲချောင်းဖုံးတော်ကြီးចောင်းတိုက်ဆေးရော်ဘဒ္ဒနာစိန်တိတာနဲ့ရွှေတောင်ចောင်းတိုက်ဆေးရော်ဘဒ္ဒနာနန္ဒီရရုထံ၎င်းအသီးသီးစက္ကတ်လူရန်ခဲ့တယ်လို့သိရပါတယ်အဲ့နောက်ပြည်နယ်ဝင်ကြီးချုပ်ဦးထိန်လင်းကိုမဟာမင်္ဂလဓမ္မဇော်ဒီကတစပွဲတစိတ်တော်ကို၎င်းရကိတဆန်အားပရဟိတသေယောကထဦးဝင်းမောင်မောင်ကိုမင်္ဂလဓမ္မဇော်ဒီကတစပွဲတစိတ်တော်ကို၎င်းပြည်နယ်ဗုဒ္ဓဘာသာကလျာဏရွေးဝအသင်းအတွင်ရင်မှုဦးမောင်သိန်းခိုင်ကို မင်္ဂလာဓမ္မဇောတိကတစဘွဲတစိတ်တော်ကို၎င်းအသီးသီးချင်းမြင့်ပေးရခဲ့တယ်လို့သိရပါဗျာ။